ဖိုးသားတို့မိသားစုကကားနဲ့ခရီးသွားနေတယ်ဖိုးသားဖေကျော်မုတ်ကကားကိုမောင်းနေတာပါသူ့ရဲ့မိမကတော့နုနုဖြစ်ပါတယ်ကားကမတော်တဆဖြစ်တဲ့အတန်တန်ကထွက်ပေါ်လာပါတော့တယ်ဧကတဲ့မှာဖိုးသားကပေဒီတွေကိုဆက်နေတုံရေဒီယိုကနေမကြသေးခင်ကမှဖြစ်ခဲ့တဲ့ကားမတော်တဆမှုတဲ့င်းကပြန့်လွင့်လာတယ်အေစီကားကိုထွက်ကားကဝင်ရောက်တာဖြစ်ပြီးခင်းပြတဲ့နေရာမှာနှစ်ယောက်တည်ပြီးသုံးယောက်ဒဏ်ရာရသွားခဲ့တယ်အဲ့ဒီအချိန်မိလာတဲ့ဖုန်းကိုဖိုးသားကသွားမကြိုက်မဲလက်ကြည့်တဲ့အချိန်မတက်ရက်နေတဲ့သူ့အဖေကိုဘွားကနဲ့တွေ့လိုက်တယ်ဘယ်အချိန်တုန်းကအိမ်ပြန်လာမှမသိပဲရုတ်တရက်ကြီးတွေ့လိုက်ရလို့အံ့ဩသွားတယ်အမေကလည်းရုတ်တရက်ကြီးသူ့နောက်ကနေပေါ်လာပြီးအိမ်စာတွေပြီးပြီလားလို့ဖိုးသားကိုမေးတယ်ရုတ် ြက်ကြီးအမေနဲ့အဖေကနောက်ကိုရောက်လာပြီးစကားတွေပြောနေတာကအရန်ထူးဆန်းနေတယ်အဖေနဲ့အမေကတယောက်နဲ့တယောက်မမြင်ကြတာကအထူးဆန်းဆုံးပါပဲနုနုကသူ့သားကိုမကစားခင်အိမ်စာတွေပြအောင်လုပ်ဖို့တိုက်တော့နေအဖေကအပြင်မှာညစာထွက်စားဖို့ခေါ်တော့စူပါပေါ်မှာထိုင်နေတဲ့အမေကိုပို့သားကကွက်ကြီးကွက်ကြီးလှုပ်တယ်အမေကိုပါလိုက်ခဲ့ဖို့ခေါ်ချင်နေပေမဲ့ကျော်မိုးကတော့ဘာစကားမှမပြောဘဲမိကိုပိတ်ခဲ့ပြီးအိမ်တကားကိုတောခတ်တယ်အဲ့ဒီအချိန်ကနေစပြီးအဖေကသူ့အမေကိုမမြင်သလိုအမေကလည်းသူ့အဖေကိုမမြင်ရကြအောင်သဘောပေါက်သွားတယ်တနေ့မှာတော့ပန်းချံမှာလက်ထွက်လျှောက်ရင်ကျော်မိုးကဆက်လိုက်ထိုင်တော့တယ်နုနုကသူ့သားကိုစိုက်ကြည့်ပြီးစိတ်မကောင်းဖြစ်စရာသတင်းတစ်ခုကိုပြောပြတယ်အဖေကသူ့ တို့သားမီးကိုခြံထားခဲ့ပြီးဘဝတဘာကိုကူပြောင်းသွားပြီလို့ပြောတာကိုဖိုးသားကတော့မြုံကြည်တိုင်ဖြစ်နေတယ်အဖေဖြစ်သူကိုမြင်နေရသေးတဲ့အတွက်တည်သွားပြီဆိုတာကိုလက်မခံကြပါဘူးအမေကသူတို့သားမီးတယောက်စားပဲထမင်းချက်တယ်လောက်ကနေပြန်ရောက်လာတဲ့အဖေကလည်းဖိုးသားစားဖို့ပီဇာတွေဝယ်လာပေးတော့ဘသူကြွေးတာကိုစားရမယ်မသိတော့ပါဘူးအဖေတကယ်သိမသိအမေကိုမေးကြည့်တယ်အဲ့ဒီညတော့ကထရက်ကားတစ်စီးကသူတို့ကိုတိုက်မိခဲ့ပြီးသူတို့တယောက်ပဲအသက်ရှင်ခဲ့ကြအောင်ရှင်းပြတယ်အဖေကလည်းအမေပြောသလိုထရက်ကားကြီးတိုက်လို့အမေကတည်သွားပြီသူတယောက်တည်းအသက်ရှင်တယ်လို့ဖြေတယ်ဖိုးသားလည်းအယမ်းစိတ်ရှုပ်လာတယ်အဖေနဲ့အမေကလူသားတွေလားတရဲတွေလားဆိုပြီးတွေးမိပေမဲ့အိမ်မှာပဲတူတူဆက်နေတယ် ယ်တနေ့မှာတော့အမေကဖုသားကိုကက်ကြီးထားတဲ့နေရာမိတယ်နေရာကိုသူမသိတာကြောင့်အဖေကိုမကြည့်ရတယ်အန်ဆွဲတဲမှာလို့အဖေပြန်ပြေတဲ့စကားကိုအမေကိုပြန်ပြောရတယ်အဲ့ဒီအချိန်ကနေစပြီးတော့အဖေနဲ့မိကြပါစကားပို့ရတဲ့သူဖြစ်လာတယ်အမေကိုလည်းအဖေကမတည်သေးတဲ့အကြောင်းသူပြင်နိုင်တဲ့အကြောင်းရှင်းပြတယ်သူတို့မိသားစုရဲ့အိမ်တွင်းရေးကတော့အေးဆက်ဆက်ကြီးဖြစ်နေတယ်မိဘတွေတယောက်နဲ့တယောက်အပြစ်တင်တဲ့စကားတွေကိုဖုသားကဟိုပုတ်ဒီပုတ်ပို့ရတယ်သူတို့ဒေါသတွေကိုပြန်လည်ရင်ရင်ကျဉ်ကျဉ်ပြောပြီးတဲ့နောက်အမေကတိတ်တိတ်လေးခိုးကုန်တယ်သူဆက်ထားတဲ့ပေရီကတ်တွေကိုအဖေကဖြစ်စီပစ်ပြီးမိကိုရန်ရှာနေတော့ဖုသားကမိလဲသွားတယ်သူပြန်နိုးလာတဲ့အချိန်ကနေစပြီးတော့အဖေနဲ့မိကိုအတူတူမတွေ့တော့ပါ ါဘူးမိဘတွေတူတူရှိနေရင်ဖို့သားကြည့်ကျင်တဲ့သူကိုပဲမြင်ရပါတော့တယ်အဖေနဲ့မိရဲ့ကဘာကြီးကနှစ်ချက်ကွက်သွားပါပြီတိုင်ပေါ်မှာထိုင်ရင်ချိန်ကြာကြီးတွေ့ပြီးတဲ့နောက်သူ့မိရှိတဲ့ကဘာမှာပဲနေဖို့ဆုံးဖြတ်လိုက်ပါပြီအဲ့ဒီချိန်ကနေစပြီးတော့ဖို့သားဟာသူ့ဖေကိုမြင်လဲမမြင်တိုင်းကြားလဲမကြားနိုင်တော့ပါဘူးတူတူကဖို့သားကိုခေါ်ပြီးစိတ်ကြပါရင်ထုကုဆရာဝန်စီသွားပြတယ်ဒေါက်တာကဖို့သားကိုကြည့်ပြီးနောက်မှရက်နေတာကသူလဲလို့မိတယ်သူ့နောက်မှာအဖေကတကယ်ရက်နေပေမဲ့ဖို့သားကတော့ဘာမှမမြင်ရပါဘူးကျော်မိုးကဖို့သားကိုသွားထိရင်လူသားတယောက်လိုမဟုတ်ပဲရုပ်ကြီးတယောက်ကိုထိလိုက်ရတယ်လို့ခန်းစားရတဲ့ကြောင်ဒေါက်တာကိုပြောတယ်ကျော်မိုးတို့လင်မယားကဖြစ်ပန်ကိုရှင်းပြရပါတော့တယ်ကာ အစီတက်ဖြစ်တဲ့နေတော့ကတည်သွားတာဟာသူတို့မဟုတ်ဘဲသူတို့လင်မြာကကားပေါ်မှာအကြီးအကျယ်စကားပြခဲ့ရုံပါပဲအဲ့ဒီနေ့တော့ဘိုင်တယောက်တည်းတယောက်မသိသလိုမမြင်သလိုလိလိရှုနေခဲ့ကြတယ်တခြားတယောက်ကတည်သွားပြီဆိုပြီးဖူသားကိုပြောခဲ့ကြတယ်တကယ်တော့စကတိုင်တွေလို့ပြီးရဖြစ်တဲ့ကြတော့ကဖူသားဟာမိဘတွေကတယောက်ကတည်သွားတာမဟုတ်ဘဲစကားပြထားလို့အချင်းချင်းမခေါ်ယုံပဲဆိုတာကိုသဘောပေါက်သွားတယ်ဒါကြောင့်ပဲမိဘတွေကိုပြင်ကြပြဖို့စီစဉ်ခဲ့တာပါအဖေကိုမမြင်ရဘူးလို့ပြောတဲ့အတွက်ထူးဆန်းတဲ့ယောဂကိုရနေပြီလို့မိဘတွေကထင်သွားခဲ့တယ်အဲ့ဒီလိုလှုပ်လိုက်မှသာဖူသားကိုမိဘတွေကပြန်ကယူးဆိုင်လာတာပါစေကကကနေပြန်လာပြီးကလေးကအားရအသလိုဖူသားနဲ့တူ တူဆော့ပေးတယ်။အမေနဲ့အဖေကပြက်ပြက်လဲသွားတော့ဖုတာလည်းပြုံးနိုင်သွားခဲ့ပါတယ်။ဇလန်းလီကတော့ပြပါပြီ။တကယ်လို့အသင်းအဖေနဲ့မိသားတယောက်နဲ့တယောက်မမြင်ရရင်တော့အိမ်လုပ်တွေအသင်ပဲလုပ်ရတော့မှာဖြစ်ပါတယ်။အစောဦးတီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။